လာရှုမျိုးကဒူးစိုက်မှုတွေကိုစစ်ကောင်စီကတေချာကင်တွဲအရေးယူတာမရှိတာကြောင့်ပြည်သူလူထုတွေကဖမ်းဆီးရမိထားတဲ့ခိုးဆိုးလူနိုင်တွေကို MNDA ကိုကန့်တက်စီကိုတွားရောက်အံ့နံကြတယ်လို့မြို့ခန်တွေကပြောပါရယ်ခွန်စော်ဦးသတင်းပေးပို့ထားတာပါရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကိုပြန်လည်အုပ်ချုပ်ခွင့်ရခဲ့တဲ့စစ်ကောင်စီဟာလက်ရှိဖြစ်ပွားနေတဲ့ဒူးစိုက်မှုတွေကိုတေချာကင်တွဲဖြေရှင်းတာမရှိသေးဘူးလို့မြို့ခန်တွေကပြောပါရယ် ။ဒါကြောင့်စစ်ကောင်စီပြန်လဲအုပ်ချုပ်နေတဲ့မြို့ပေါ်ရပ်ကွက်တွေမှာနေထိုင်ကြတဲ့ပြည်သူတွေဟာမိမိအိမ်နဲ့ပတ်ဝန်းကျင်ကိုကိုယ်တိုင်စောင့်ရှောက်နေရပြီးဖမ်းဆီးရမိတဲ့ခိုးဆိုးလူနိုင်တွေကိုလည်းမြို့ပြင်မှာရှိတဲ့ MNDA ကိုကန့်တက်ကိုအနှံနေကြရတယ်လို့ဆိုပါတယ်။ဒီလူတွေကအမှုတစ်ခုခုတကိုးပါ냐မိဆိုရင်တကွက်ရုံနဲ့သွားမအပ်ရဘူးပြီးဆိုရင်စစ်တပ်လည်းမအပ်ရဘူးအခုကောက်ပဲတိုင်ဖို့ပဲစဉ်းစားကြတာပေါ့ကိုကမြို့ပြင်မှာပဲနေကိုကတော့အဲ့လိုခိုးဆိုးလူလိုက်လို့ခံထားတယ် လာပေးကိုခေါ်ထားတယ်လို့ပြောမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဝဲရဲ့10နှစ်ဆက်ခွန်စစ်စင်ရေးစတင်ခဲ့တဲ့2023နှစ်ကုန်ပိုင်းကစတင်လို့မြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးဒေတာတွင်ကုန်သွယ်ရေးနဲ့လုပ်ငန်းအားလုံးဒီပါရပ်ဆိုင်းသွားတာပါလာရှိုးမှာခိုးဆိုးလူနိုင်နဲ့ဓများတိုင်းမှုတွေပေါများနေတာဟာကုန်စင်းနှုံးကြီးမြင့်မှုနဲ့အလောက်ကန်ရှားပါမှုတွေကြောင့်အဓိကဖြစ်တယ်လို့ဆိုပါတယ် အဓိကအလုပ်ကိုင်းနေပြီးငွေဝင်မရှိဘူးစံပေးချီအကုန်ကြီးကအကုန်ခတ်တယ်အဲ့သူပုံမှန်ဝင်ငွေမရှိဖို့တော့မလွယ်ဘူးလုံးလွယ်တော့တာရက်တီကလာရှုံမြို့မှာစစ်ကောင်စီရဲ့အုတ်ချုပ်ရေးရန်ရားတွေပြန်လည်လည်ပတ်နေတာဆိုရင်အခုနှစ်အပိလတတိယပတ်ခရေကဖြစ်ပါလေစစ်ကောင်စီရဲ့လက်အောက်ခံတွေဟာလက်ရှိချိန်ထိဒုစရိုက်မှုကြာစင်းရေးကိုကင်တွဲဖြေရှင်းတာမလုပ်ဘဲကိုကြိုးစီပွားပဲအဓိကရှာနေကြတယ်လို့မြို့ကန်တွေကဆိုပါတယ် အခုလှူတာတွေခိုးတာတွေကနေ့တိုင်းဖြစ်ကားပါမသွားတာတွေလမ်းမှာတားပြန်နိုင်ခြင်းမိဒါမျိုးတွေရှုပ်ရှက်ခန့်နေတာဘာမှအုပ်ချုပ်မှုမနိုင်ပါဘူးအဲ့ဒါကိုလက်ပံညှဲ့နေပတ်စံဟိုတောင်းအနိုင်ကျင့်ဟောင်းငေါကောင်းပါကွာလာရှုံမျိုးပေါ်ရက်ွက်၁၂ခုကိုတရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီကပြန်လည်အုပ်ချုပ်ခွင့်ရခဲ့တာပါ မြို့ပြင်ပတ်ပတ်လည်မှာတော့ MNDAA ကိုကန့်တက်နဲ့တော်လိုင်းအင်အားစုတွေက ထိန်းချုပ်ထားပြီးအုပ်ချုပ်ရေးရန်တရားတွေလေပတ်နေပါတယ် ဒေသခံပြည်သူတွေကတော့တရားဥပဒေစိုးမိုးဖို့နဲ့အလောက်ကန်ခွင်လန်းနေပြန်လဲပွင့်လင်းလာဖို့မျှော်လင့်နေကြပါတယ်ကျွန်တော်ခွန်စောဦးပါ